အချိန်မလွဲနဲ့ဗျရောက်နေတာကရတော့တာမဟုတ်ဘူးဆိုလိုတော့ခင်ဗျားတို့ကျုပ်တို့ငယ်ကလေးကအတန်းပညာတွေဇေတာအောင်ခဲ့ပြီးဘွဲတွေရခဲ့ပြီးဒါပေမဲ့အတန်းပညာနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ရခဲ့ကြသလား no မရဘူးဗျအင်္ဂလိပ်စကားအနိုင်တိုင်းပြောဖို့ထပ်ပြီးတော့မှ English speaking တွေတက်ရတယ်သင်တန်းတွေဆက်တက်ရတယ်စာစီစာရေးလေးရဖို့အတွက်ကွန်ပျူတာသင်တန်းတွေထပ်ပြီးတော့တက်ရတယ်ဗျအဲ့တော့ပညာတက်သွားတာမဟုတ်ဘူး ရောက်သွားတာပဲဖြစ်တယ်အတန်းပညာတစ်ခုကိုရောက်သွားတယ်ဝဲရတဲ့အတန်းတစ်ခုကိုရောက်သွားတယ်ရောက်သွားတာက wisdom ဆိုတဲ့ပညာတက်သွားတာမဟုတ်ဘူးဒါကိုအထင်မလွဲဖို့လိုတယ်ဗျအဲ့လိုပဲခင်ဗျားတို့တိုင်းပညာတစ်မျိုးမျိုးကိုသင်ယူတဲ့အခါမှာကပတ်နဲ့တွေရောက်လာမယ်တိုင်းပညာမှာဆိုတော့ဘောင်းပြီးအ내ဝတ်တဲ့ level ထိရောက်လာပြီအဲ့ဒါရောက်သွားတာရောက်သွားတာမဟုတ်ဘူးဆရာပြပေးမှာချင်းပြတယ်တင်တဲ့ရောက်မှာချင်းပြတယ်ဂျားရဲမှာမချင်းပြဘူးဆိုရင်ခင်ဗျားတို့ကရောက်နေတာပဲဖြစ်တယ်ရောက်သွားတာမဟုတ်ဘူး ရောက်နေတဲ့အဆင့်ကိုရသွားဖို့အတွက်ကကျွန်တော်တို့အတုံးချနိုင်မှုလိုတယ်အတုံးချရဖို့လိုတယ်အတုံးချရဖို့ကလည်းအကျင့်မပါပဲဘလို့မှလုပ်လို့မရဘူးဒါလေးကိုမပြောသေးပါနဲ့ auto response ဆိုတဲ့ကိုယ့်ကိုထိလာရင်တံပြန်တိုက်ခိုက်နိုင်တဲ့နေစနစ်တွေကဒီတိုင်းမထွက်ဘူးဗျအ ਨੇ ဆုံးအကျင့်ကျွန်တော်တို့တို့ကားတစ်စီးမောင်းဖို့အတွက်ဘက်ထရီလိုသလိုအင်ဂျင်လိုသလိုဘိန်းနေလိုသလိုအကုန်လုံးပေါင်းဆက်ပြီးတော့မှဓာတ်စီမပါပဲနဲ့လည်းမရသေးပြန်အဲ့တော့ခင်ဗျားတို့ချိန်မဲချိန်နေလို့လည်းမရအောင် အစားအစားပဲမအိပ်ပဲနဲ့လည်းနေလို့မရဘူး။ကျင်လည်းကျင်ရမယ်စားလည်းစားရမယ်အိပ်လည်းအိပ်ရမယ်။ပုံမှန်လည်းနားပေးရမယ်။ဒါမှသာခင်ဗျားတို့ရောက်နေတဲ့အဆင့်ကိုရပါမှာဖြစ်တယ်။အဲ့တော့ပညာဆိုတာတော်တော်ကြီးအချိန်ပေါင်းများစွာကျင့်မှထွက်လာတဲ့အမျိုးပါ။အဲ့တော့အများကြီးအထက်ထက်လေ့လာရတယ်ထပ်ပြီးပွားရတယ်ဗျ။တချို့ကသင်တန်းတစ်ခုတက်တယ်ပညာတစ်ခုတက်တယ်။ဘာလို့ဆို This is a book ဆိုတဲ့ဒီဟာဒီစာအုပ်တော့ဖြစ်သည်ဆိုတဲ့အတိတ်ပဲတခုတည်းပဲခင်ဗျားတို့သတ်မှတ်ထားရဲဆိုရင် This is a book ပဲရမယ်။ ါမဲ့ book ဆိုတာတမျိုးတည်းရှိတာမဟုတ်ဘူး I have booked the air ticket ခင်ဗျားတို့ပါလေလေရင်လက်မှတ်ကျွန်တော်မှာထားတယ်အဲဒါမျိုးကိစ္စရက်ဒီမှာလဲသုံးလို့ရတယ်ဆိုတာကိုခင်ဗျားတို့ဆက်ပြီးတော့ بوا ယူတိုင်းပညာတမျိုးမျိုးသင်ယူထားတယ်ဆိုရင်အဲ့ဒီပညာနဲ့ဆက်ဆက်ပြီးတော့ဘယ်လောက် بوا လို့ရအောင်လဲဘယ်လောက်ချဲ့လို့ရအောင်လဲဘယ်လောက်တိုးတက်အောင်လုပ်လို့ရအောင်လဲအဲ့တော့ကိုကတပည့်ဖြစ်နေသေးသေးရတော့ခင်ဗျားတို့တိုင်းပညာကိုရောက်တဲ့အဆင့်လည်းရှိမှာခင်ဗျားတို့ခပတ်နဲ့ဘောင်းမီနဲ့ရောက်နေတယ်ရောက်နေတာပဲရှိမှာဒါပေမဲ့ခင်ဗျားတို့မှာတပည့်တွေရှိလာပြီဆိုရင်သူတို့တတ်အောင်မလို့တင်ပေးရအောင်လဲဆိုရင် စိတ်ရောက်လာမယ်အဲ့ဒီရောက်လာတော့မှဒါခင်ဗျားတို့ကပညာရှင်သွားမှဖြစ်တယ်ပညာရှင်ဖြစ်လာမှဖြစ်တယ်အဲ့တော့ရမနေပါနဲ့ဆက်သွားပါအကျင့်မပြတ်ပါစေနဲ့အကျင့်မပါဘဲနဲ့ရောက်တဲ့နေရာမကြည့်ပါဘူးအကျင့်နဲ့စဉ်းစားဆင်ခြင်မှုဆိုတဲ့အတွေးနဲ့ရောပြီးမှလာတိုင်းပညာဆိုတာတကယ်ရတာဖြစ်တယ်ဗျအဲ့တော့စဉ်းစားကြရတကူရမှာတဲ့ကျေးဇူးတင်ပါ